ပကြီကားဝယ်တဲ့လူကလည်းငွေသက်သက်လူတာမဟုတ်ပါဘူးသူတို့ကြိုက်နေတဲ့ပကြီကားကိုယူလို့ရပါတယ်ပကြီဆရာတော့အထက်ရောက်တာပါစင်နဲ့ယူတာပါဂျာနဲ့လူကတော့ယာနှုံးပြေလှူတဲ့အတွက်ပကြီကားသူ့အတူတန်ဖိုးသိန်း30တန်တန်40တန်တန်50တန်တန်သူ့အတူဘလောက်ဝယ်တန်တန်ကို9သိန်းတန်နိုင်9သိန်းလှူလိုက်ကျွန်တော်တို့က9သိန်းနဲ့ပတ်သက်တဲ့ပကြီကားတကားပေးလိုက်ပါမယ်ဆိုတော့အများအတွက်လည်းအကျိုးရှိတယ်လှူတာတဲ့အတွက်လည်းကုသိုလ်ရတယ်ကို့အတွက်လည်းပကြီကားရတယ်အဲ့ဒါနိုင်ငံတော်အတွက်လည်းကျွန်တော်တို့က တထောင်တနေရာအထောက်ပံ့ဖြစ်တယ်အခုလက်ရှိသေးက3200ပတ်ဝန်းကျင်လောက်တော့ဝင်ဝင်ရသွားပါပြီအကြီးအစီအုံပေါ့လေဒီအစီအုံကနေပြီးတော့ဒီပြသတဲ့ဖွဲရတော့အဓိကဥတီရည်ရချက်ကတော့ဒီငလင်လှုပ်ထန်တဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်တဲ့နေရာတွေဒေသတွေမှာ အတော် ပြင်းပြင်းထန်ထန်ဖြစ်တယ်ဆိုတာသိရတယ်။စဖြစ်တဲ့နေ့တွေကတော်တော်ပြင်းထန်ထန်ဖြစ်တယ်ဆိုတာသိတယ်။အဲ့တော့အဲ့ဘွဲအတွက်ကိုကျွန်တော်အနေနဲ့ကဘာဖြစ်ချင်လို့ဆိုတော့တစုံတရာပေါ့လေအမှုပညာတွေတွေကပံ့ပိုးတာဖြစ်ချင်တယ်ဖြစ်ခြင်းတဲ့အတွက်ဒါပကြီးစီယုံကလည်းမကြာမီကာလမှာအစ်စ်ပြန်ဖွဲ့စည်းထားတော့အဲ့ဒီဖွဲ့စည်းပြီးသားဒီပကြီးဆရာတွေအားလုံး ਨੇ တို့ပြပွဲတစ်ပွဲလုပ်ပြီးတော့ လှူကြရင်ကောင်းမယ်ဆိုပြီးတော့ညှိလိုက်တာညှိလိုက်တော့ပကြီးဆရာအားလုံးကလည်းသဘောတူအကျွန်တော်ပကြီးကားတွေလှူပါမယ်ပထမတော့တချို့ကလည်း percentage ပေါ့ percentage မလုပ်ပါတော့နဲ့တို့ကအခုလို့တိုင်းပြည်မှာအခက်အခဲဖြစ်တဲ့အချိန်မှာယာနုံးပြည့်အလှူရင်တော့ပိုကောင်းတယ်ဆိုတော့အဲ့တော့ပကြီးဆရာတော်တော်များများယာနုံးပြည့်လှူကြပါတယ်အခုလက်ရှိသေးကသိန်း200ပတ်ဝန်းကျင်လောက်တော့ငွေရသွားပါပြီအဲ့တော့အဲ့ဒါအားလုံးကို ်ဖြစ်နိုင်ရင်တော့နံပါတ်1ကတော့ဘာသာရေးအဆောက်အုံရဲ့ဟလာဖျားစေဒီကျောင်းကံပေါ့အဲ့ဒီအဖြစ်စီကိုနံပါတ်1ရည်စူးတယ်နံပါတ်2ရည်စူးတာကတော့ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်မှာသာသင်သားတွေမန္တလေးမြို့မှာရှိတဲ့သာသင်တိုက်မှာရှိတဲ့ကိုရင်လေးတွေကကိုရွာကိုပြန်ပြီးအခက်ခဲနဲ့နေရပြိယတ္တိမထွန်းခါရင်ပြိယတ္တိမှိန်သွားရင်ပြိပတ္တိမှလည်းအာနေသွား ပရိယတ်တိကဒီတဲမှာကိုရင်နေစာတင်နာចောင်းသားတွေများပြားမှာသာသနာကတည်တတ်နိုင်တယ်အဲ့တော့ဒီဒီကိုရင်နေဘုန်းကြီးចောင်းနေအတွက်တကူတခုလှူခြင်းနေဆိုတာဒုတိယရည်ရွယ်ချက်တတိယရည်ရွယ်ချက်ကတော့အယံဆင်းရဲ့ပြီးအယံချွတ်တဲ့နေတဲ့လူတွေပေါ့တာမန်အဲ့ဒါအစာဦးချောက်တဲ့တာမန်ကုန်းတွေစီးပွားရေးရှိတဲ့လူတွေအတွက်တော့အာယုံမရှိပါဘူးဒါကတော့သူတို့လည်းဖြည့်ရှင်းနိုင်ပါ လုံးဝမဖြစ်ရှင်းနိုင်တဲ့ဆင်းရဲသားတွေဟုတ်လားစိတ်ဝါရှာလို့မရတဲ့ပုံကိုယ်တွေအတွက်ဒါရည်စုတဲ့အတွက်ဒီနောက်ဆုံးတပုံကတော့လုံးဝဆင်းရဲတဲ့လူတွေအတွက်လှူကျင်နေပေါ့အဲ့တော့ကျွန်တော်ကတော့စူးစမ်းတာတော့သိန်းသုံးအောင်လောက်ညွန်မှန်းပြီးတော့စူးစမ်းနေပါတယ်ဟုတ်လားအခုလှူချင်နေလဲဟိုပကြီးကားဝယ်တဲ့လူကလည်းငွေသက်သက်လူတာမဟုတ်ပါဘူးသူတို့ကြိုက်နေတဲ့ပကြီးကားကိုယူလို့ရပါတယ်ပကြီးစရာတော့ ထက်ရောက်တာပါစင်နေယူတာပါ။ဂျာနဲ့လူကတော့ယာနုံးပြည့်လူတဲ့အတွက်ပကြီးကသူကတန်ဖိုးသိန်း30တန်တန်40တန်တန်50တန်တန်သူကဘလောက်ဝယ်တန်တယ်။ကို9သိန်းတန်နိုင်9သိန်းလူလိုက်ကျွန်တော်ကဒီက9သိန်းနဲ့ပတ်သက်တဲ့ပကြီးကတကပေးလိုက်ပါပဲ။ဆိုတော့အများအတွက်လည်းအကျိုးရှိတယ်။လှူတာတဲ့အတွက်လည်းကုသိုလ်ရတယ်ကို့အတွက်လည်းပကြီးကရတယ်။အဲ့ဒါနိုင်ငံတော်အတွက်လည်းကျွန်တော်တို့ကတရောင်းတနေရာအထောက်ပံ့ဖြစ်တယ်။ကျွန်တော်အမှုပညာသမားတွေကဟုတ်လားအခုချိန်မှာစိုးကြကားကြတဲ့လူကလည်း လိုခုနေစရာကောင်းတဲ့အချိန်မှာတို့ကဒီပွဲလုပ်ဖို့လည်းမလွယ်ဘူး။ဒါကျွန်တော်တို့ရုပ်ရှင်အဖွဲ့တွေကလည်းဒီအချိန်မှာပြဿနာတွေကနေဖို့လည်းမကောင်းဘူး။ဆိုတော့ကျွန်တော်တို့ပကြီးဆရာပကြီးကားကြီးလို့လှူလို့ရတယ်။ဆိုတော့အခွင့်အရေးကပကြီးဆရာအတွက်ပိုကောင်းတယ်။အဲ့တော့ဒီပိုကောင်းတဲ့အခွင့်အရေးမှာပကြီးဆရာတဲ့တညီတညွတ်တဲ့အားလုံးရေးပြီးတော့ရန်နုမြေလှူတဲ့အတွက်ဒီပွဲလုပ်ရတဲ့အတွက်ကျွန်တော်အနေနဲ့လုံဝန်းတာပါရတယ်။ဝမ်းဝမ်းပါတဲ့ပကြီးဆရာတွေအားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်။ နော်မြန်မာနိုင်ငံလေးအေးချမ်းပါစေနှစ်သက်ကစပြီးတော့လူရင်းဆန္ဒလည်းတလုံးတော့ရတယ်ပြေဝပါစေလို့ကျွန်တော်ဆုတောင်းရင်းညီကုန်းချုပ်ပါကျေးဇူးတင်ပါ